အာငယ်ချင်းများအားလုံးမင်္ဂလာပါဒီနေ့မနက်ခင်းဒါကျွန်တော်မနက်ကလမ်းလျှောက်တယ်ဆော်ရီလမ်းလျှောက်တယ်ပေါ့နော်လမ်းလျှောက်နေတူတူလျှောက်နေတဲ့ငယ်ချင်းကိုကျွန်တော်စောင့်လာပါသူကဖုံးဆက်လာတယ်ကိုစွဲရီတဲ့ဒီနေ့တော့မှာမဆောင်မလျှောက်နိုင်တော့ဘာဖြစ်ရမလဲရာသီဥတုရတယ်ရမ်းအေးတယ်ညမှာစာဖတ်တာများပါလို့တဲ့အဲ့ဒါမှာဟိုသူဒီဒီဘက်မလိုက်နိုင်တော့ဘာဟုတ်တယ်လေအခုရပိုင်းဒီတိုက်ကြီးလုံးလုံးမျိုးကြီးတော်တော်လေးအေးနေတာအေးတဲ့အခါကျတော့ ဒီခါဒီလဲမှန်မှန်ရှောက်နိုင်တယ်ပေါ့ကျွန်တော်ဆိုပထမဒီဘက်ကနေနက်စင်လန်းကနေကျွန်တော်ရှောက်တယ်เนาะနက်စင်လန်းရှောက်တယ်ဟိုဘက်ထိပျက်စီယုံနာနေဟိုဝီလန်တိုက်ကြီးဘက်ကနေပြန်ဝေးပြေးပြီးတော့ဟွာဖျားကြီးနာဖျားကြီးနာငငယ်ချင်းဘိမုံဆိုင်ကိုစာဘိမုံစာပြီးမှဒီဘက်ပြန်ဝေးလိုတာရလိုတာရမှာတခါတည်းဒါဆိုအပြင်ဝါးဒီဆိုင်ကိုရောက်တယ်ပေါ့เนาะအားထိုင်နေအဲ့ဒါပြည်ပြန်ကနေချိုးကနေကြာမှာအဲ့ဒါဒီနေ့ငငယ်ချင်းပြောတာနဲ့သတိရပြီးတော့လမ်းရှောက်တာနဲ့ပတ်သက်ပြီးတော့အဲ့လိုပေါ့เนาะမင်းရိုက်ပါလားဘာလဲလျှောက်ဝါနာ ပါတဲ့သူတွေရှိတယ်ဒါပေမဲ့အကြောင်းမျိုးကြောင့်ပေါ့နော်မအားအောင်လို့ပြောတာအဲ့ဒါကျွန်တော်လည်းဟိုနားနေသလားပေါ့နော်နောက်ဆောင်ချင်းနဲ့ရေးတောက်ချင်းပေါ့နော်ဆိုတော့ကျွန်တော်တို့တွေဒါအခုဆိုကျွန်တော်ဆိုဒါတက်40ကျော်ပေါ့နော်ဒါ40ကျော်တန်းနေပေါ့50နဲ့50ကျော်တန်းနေဆိုတော့ကျန်းမာရေးနည်းနည်းတည်သာလာတယ်ဟိုအသားရည်ပါညာစားနော်ဒါကျွန်တော်ဆိုတော့ဟို skin care လုပ်တဲ့တည်းမှာမပါဘူးတခါလေခလေးတွေပေးတယ်ဒီ body scrub ဆိုတော့ကြိုက်တော့တိုက်လိုက်တယ်ဟိုဘယ်လိုပြောရမလဲ အရန်ကျမ်းမာရေမြည်ပြီး skin care cream ဆိုင်ထဲမှာမပါနေဘူးပေါ့နော်။မပါနေတဲ့အခါကျတော့ကလေးတွေကလေးလေးလေးနည်းနည်းအဲ့လိုပေါ့နော်။ဟိုညနာလေးကိုနည်းနည်း cream ဆိုင်ပေါ့။ဟိုဒီ green night cream မလိမ့်နိုင်တော့မှမနေ့တစ်ခါညတစ်ခါမျက်နှာတွေဆိုကျွန်တော်ကကြာတော့ပြောရအောင်ဆိုတော့ဟိုအမေပြောသလိုပေါ့။လှတာလှခြင်းနဲ့လှဒီလှတာလှခြင်းနဲ့နင်ကဟိုကိုယ့်ကိုယ် cream ဆိုင်တာကြာနေမလုပ်ဘူးပေါ့နော်။မလုပ်ဘူးဆိုအဲ့လိုပေါ့။ဟိုအင်ဂျင်အစ်စ်ဝတ်တိုင်းလူကလှမနေဘူးပေါ့။သူသဖြင့်ဒီအသားအသားရည်လေးနည်းနည်းလှနေကိုယ့်ကို confident ဖြစ်တယ်ပေါ့ငယ်တော့အလားကြီးအမကပြောတယ်နင်တော့နဲ့နင်ကူးတော့နင်တိနင်မတိဘူးနင်ဆော့တယ်ကျွန်တော်အရန်ဆော့တယ်သူငယ်ချင်းနေနဲ့ဟိုသူငယ်ချင်းနေနဲ့ဘာလို့ဘောလုံးကန်တာဆိုလဲကျွန်တော်ဖင်ပါတာပဲဘောလုံးကန်တာနေတယ်ကျွန်တော်တို့အများဆုံးဆော့တာစိတ်မြင့်လိုက်တိုင်းပြီးတဲ့အခါစွန့်နှုတ်တာစွန့်နှုတ်တယ်ဆိုတာဒီလိုလေးဒီနားလေးမှာဆော့တာမဟုတ်တော့ရက်ပွက်ကျော်ပြီးတော့လိုက်နှုတ်တာစွန့်နှုတ်ပြီးတော့တောင်ကုန်းတွေပေါ်တက်နှုတ်တယ်ပြီးတော့ဟိုသူငယ်ချင်းနေရှိတဲ့ရက်ပွက်တွေလိုက်ဆော့တယ်ပြီးစပိန်စီးတယ်ပေါ့နော် ဒီပြင်းတော်လမ်းမကြီးဆောင်ရင်းစင်အဲဒီပြင်းတော်လမ်းမကြီးဆောင်မှာစပိန်စီအဲ့လိုတွေသွားတဲ့အခါကျတော့ဘာဖြစ်လဲဟိုအုတ်ထုတ်တွေပါမဆောင်ကျွန်တော်အိမ်လက်ရှိပါမို့တော့အသားကျွန်တော်အိမ်မှာကျွန်တော်အသားမဲဆုံးပဲရမ်းမဲနေတာအဲမဲဝါကမျက်နှာကြီးမဲတာအဲ့ဒါတက္ကသိုလ်တက်တော့လှချင်တယ်ရောက်လာတယ်ပေါ့နော်အာသူများကောင်မလေးတွေကတက္ကသိုလ်ကျောင်းတွေချောတာလှတယ်တွေ့ရတယ်ရောကိုရဟိုစိတ်ဝင်စားတယ်ဟိုတွေ့ချင်ကြိုက်တယ်ပေါ့နော်ကြိုက်တယ်ပြောချင်တယ်ဆိုတော့အဲ့လိုပါကိုဟိုနည်းနည်းရွယ်ရအောင်တော့ ရင်ခုန်တက်လာရပေါ့လေအဲ့လိုရွယ်မှာဘာဖြစ်သွားလဲဆိုကိုကမျက်နှာကြီးကမဲသလိုလားမျက်နှာတော်တော်မဲလာကျွန်တော်တော့ fan level တော့ပေါ်တယ်ကျွန်တော်အပြင်းလုံးကြီးတော့မနဲ့စောကြီးမနဲ့ထားတာလေအဲ့ရအဲ့လိုမျိုးဆိုတော့ဟိုမလိမ့်နိုင်ဘူးလိမ့်ရကောင်းမှန်းတော့နားလေဒါမှမဟုတ်မလိမ့်နိုင်ခဲ့တော့ဘာဖြစ်လဲမျက်နှာမဲမဲသလိုကြီးဖြစ်ရပြီးတော့အဲ့လိုမျိုးပေါ့ကိုကကွန်ပျူတာနေရော့ပြီးတော့ဟိုအဲ့တော့ဆွေလီနန်းပေါ်လာလေကျွန်တော်တို့တော့အသားမဲနေတယ်ပါလေဟိုရင်တော့ဟိုရင်တော့ငါတို့တန်းညို့သူမှလူတွေကြားကားနဲ့တို့မျက်နှာငယ် ခုဆိုရင်တော့ညအိမ်ရောက်ဝင်တိုင်းမှာတို့မြဲတဲ့နေ့တင်30ရက်အဖော်မရှိပြီနာအဖော်မရှိပြီနာအာဦးလွင်မိုးကြီးကစမျက်နှာနဲ့လာမြတ်မိတယ်တို့ကတော့တကယ်ချင်းသာရန်နိုင်ရ90 90ကဒါနင်းကြရန်နိုင်နဲ့နင်းနင်းတို့တွေအတွက်ပေါ့နော်ဒီမှာအဲ့ဒါရှိပြီနဲ့တနကားဆိုပြီးလိမ့်တာဒါပေမဲ့လည်းအဲ့လိုပဲပေါ့သူကပုံမှန် skin game လုပ်တဲ့ခါကျတော့မဲတယ်ပေါ့လေအဲဒါဒါတပိုင်းပေါ့နောက်ကျကျွန်တော်သိလာတာစာဖတ်တဲ့အဲ0ကကျမ်းမာရေး magazine နေပြည်မြန်မာ magazine ကျမ်းမာရေးပုံစံဖတ်တဲ့ခါကျတော့ပြောလဲဆို တကယ်ကျမ်းမာခြင်းတဲ့သူကဒီ skin care တွေအနိုင်မလုံနိုင်တော့မှာပဲရေနော်ရေသန့်မှုတလီတာပေါ့နော်တလီတာကိုဟိုတနည်းကို3လီတာလောက်တောက်ပေါ့နော်အရင်များသွားလဲရေဖောမယ်ကြောက်ကထိလိုက်မယ်ပေါ့နော်ပလင်းကနေရေ2လီတာ3လီတာတောက်ပဲဆိုလို့ရှိရင်ဒီအသားရေနည်းနည်းအဲ့လိုပေါ့ကြည်နေသွားမယ်ပေါ့နော်အဲ့ဒါလေးကိုကြောလာတော့ကျွန်တော်လည်းဒါဆိုရင်တော့ဟိုမှာစမ်းကြည့်မယ်ပေါ့နော်ဟိုမှာစမ်းကြည့်မယ်ဆိုပြီးတော့ကျွန်တော်နည်းနည်းပါပါ ရေမများတောက်တဲ့ခြင်းကိုလှုပ်လိုက်တယ်ပေါ့နော်။တွားလီရမှာအခုမနေ့ပိုင်းလမ်းလျှောက်တယ်ဆိုကျွန်တော်ဒီရေဝိုးလေးယူပါတယ်။မနေ့ကလမ်းလျှောက်တယ်။လမ်းလျှောက်တယ်မောလာတယ်ပေါ့နော်။အဲမောလာရဆိုရင်ခဏနားလိုက်တယ်ပြီးလို့ရှိရင်အာရေရေရေတောက်လိုက်တယ်ဒါလေးတောက်လိုက်တယ်ပေါ့နော်။ဒါဆိုโอเคပါတယ်။ဒီလိုဝိုးလေးဆောင်းထားတဲ့ဈေးလည်းမကြီးဘူး။တကတ်တကတ်မှဘယ်တော့မှမရှိဘူးပေါ့နော်။ဒါသမင်းသက်ခုနှစ်ရရေသက်တမနဲ့လို့ပြောစလို့မျိုးလဲ။ပါတယ်လို့ပေါ့နော်ရေရခဏပုံမှာရေကြီးဆုံးဆိုရေလဲလို့ရတယ်။ဒါတော့ဒါပါပေါ့နော်။ဆိုတော့အဲ့ဒါနဲ့ 你能买对不？那是正好那，那关于啥说，南沙这块的边边，一六年就到了，因为南沙这块，那有时候在排靠土，土了的，那不是三街四两边排靠就土，排靠就土到八百五五块，慢慢涨的，个个低了，对 <noise> 不？那现在一年一年种地嘞，过去老苗，那年毛驴粪老苗，非常嘛是排靠，六万多到八万就排靠了，对不对？因为那帮人是这样叫，不能当心在怕伢嘞，他说嘛，他正好如果和。 နည်းနည်းအရင်မြင်လို့ခံတာသေးတယ်ပေါ့ဒီလိုဒီအရင်သိမမြင်တဲ့ငယ်ညာဆိုအရင်သိတာပါတယ်၄၀ဆိုတော့အမျိုးသမီးဖြစ်ဖြစ်မျိုးသားဖြစ်ဖြစ်ပေါ့နော်ဘိုက်ခေါင်ကြီးရမ်းထွက်တော့အဲ့ဒါကိုကျွန်တော်ဘယ်လိုလဲဆိုတော့အဲဘိုက်ရှက်ထားတယ်ငါဘိုက်ဘိုက်ရှက်ထားတယ်တဝက်တယ်ဆိုဒီနေ့ကဘိုက်ဘိုက်ရှက်ထားတယ်အဲ့လိုလုပ်တယ်အဲ့လာပါတာတော့ဟိုဘိုက်ရှက်တာပဲရမှာလေတောင်းလိုက်တဲ့ခဏလေးပေါ့နော်တကယ်တကယ်ဆိုတော့ဘာဖြစ်လဲဟိုအဆင်မပြေနေဘူးအားလုံးကျွန်တော်ခုနောက်ပိုင်းဒါလေးငွေချင်းတို့ကြံပေးတာကျွန်တော်တို့ဒီချင်း၃လတာတောက်တယ် ီးတဲ့အခါကျတော့ဒါရေချိုးကန်နေတာအိထမတင်နေခြင်းကပေါ့နော်ဒါကျွန်တော်ရေချိုးကန်နေဟိုအိထမတင်လုပ်ငန်းလုပ်လုပ်တယ်ပေါ့အိထမရသလားပေါ့နော်ရေချိုးကလည်းဇကြောတွေရမ်းတက်တော့အဲ့လိုဆိုရင်တော့ယောဂလေ့ကျင့်တာ Facebook မှာရှိရလေယောဂလေ့ကျင့်ပြီးတဲ့ဆရာမလေးကလေ့ကျင့်ပြီးတာလေးနဲ့ကျွန်တော်လုပ်တယ်ပေါ့နော်အဲ့လိုဆိုနေနေတိလာတာပဲဘာလို့ဆိုကျွန်တော်ဆိုတာစာအဖတ်ပိုင်းဖတ်တာလည်းများတော့လေကျွန်တော်ဆိုဒီမှာစာအုပ်စင်မှာစာအုပ်ဖတ် ဟိုညပိုင်းသူမီးလာရဲဆိုတော့မီးမှန်လာနေစာရင်ထိုင်ပဲနဲ့စကြောရေတက်တာဆိုတော့ကျမကြီးကလုံးဝလိုလိုတယ်နံပါတ်1ကတော့ဟိုကုန်ကျစရိတ်အနည်းဆုံးနဲ့ပေါ့နော်မိမိရဲ့ဒီနှလုံးကြော်သားနော်ကျမကြီးတို့အကောင်းဆုံးထောက်ဖို့ပြုပေးมาပါလေဆိုတော့ကျွန်တော်ကဒါငွေချင်းအားလုံးသိပြီးသားပါဒါပေမဲ့အာကိုပေါင်းတင်တော့ပြန်ပြန်သတိပေးတော့ပေါ့နော်ရေတောက်ချင်းလမ်းရှောင်ချင်းတော့ပြုလုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့လေလေပြောရမယ်ပတ်စံလုံးဝမကုန်เนาะဒါကျွန်တော်ဂျင်သွားဆောင်တာမှာထိုင်တဲ့တော့ခုံကြစိတ်ရှိသေးတယ်เนาะ အဲဒီမှာလမ်းလျှောက်ခြင်းကတော့လမ်းလျှောက်တယ်ဆိုတာလည်းသူလျှောက်မီးလေးတော့ရှိသေးတယ်ပေါ့နော်ဒါကတော့ဆင်းရဆင်းရရင်တော့အင်းတယ်လျှောက်တယ်ဆိုတော့ဘာဘက်ကနေဟိုခုနကစိတ်မောလူမောင်းနေမှာလျှောက်ပဲနဲ့ဒါလေးမှမှန်ရှူပြီးတော့ဖြည်းဖြည်းနဲ့ခြေလမ်းမှမှန်လေးကိုနော်အဲလျှောက်လမ်းကြမယ်ဆိုလို့ရှိရင်အနည်းဆုံးခြေလမ်းတစ်နည်းကိုတသောင်းမရတော့မှာပဲ9000ပေါ့9000ညာ9000ပေါ့လျှောက်ကြမယ်ဆိုလို့ရှိရင်အားလုံးချမ်းမှကြမှာပေါ့နော်ချမ်းမှခြင်းကဟိုအာရောဂျန်ဘရမန်လာဗန်လို့လည်းပြောကြတယ်ပတ်စံနဲ့ ဝယ်လို့လည်းမရတဲ့ထဲမှာသူရှေ့ဆုံးမှာပါတော့เนาะဒါကျွန်တော်တို့ငွေချင်းကြီးဒါမျိုးလို့အသက်40ကျော်50ကျော်ငွေချင်းနေအောင်ကျွန်တော်ရ motivation ပေးတာပေါ့เนาะကျွန်တော်တို့လည်းနည်းနည်း bike ကိုအရင်အားကျန်စာနည်းနည်းတော့ကြာသွားတယ်လမ်းလျှောက်တဲ့ပုံမှန်ကခု2လလောက်ပဲရှိသေးတယ်နောက်3လ challenge လုပ်ထားတယ်3လလောက်ရှာရင်တော့ကျွန်တော်နည်းနည်း okay ပါမယ်သူထင်တယ်ဟုတ်ဘယ်လိုပြောမလဲ bike ကိုကြာရမကြာတယ်အဓိကကသူကခုနပြောသလိုပေါ့เนาะခန္ဓာကိုယ်ကြီးစစ်သွားတယ်သူက ဟိုဘိုက်ခေါက်ကြဖို့ကတော့အိထမတင်တော့ထိုက်တင်တဲ့နေ့ချင်းကနေနဲ့ထပ်လောက်တော့ကောင်းတယ်နော်ဟိုဒီတိုင်းပဲဟိုအစားရှောင်ရုံနဲ့တော့တော့မကြောက်ဘူးလေဆရာဝန်ပြောကျွန်တော်ဆိုပထမညနေစာလုံးဝမစားဘူးဥပုပ်စာရင်ညနေစာလုံးဝမစားဘဲနဲ့နေပေမဲ့ပါပဲဘိုက်ခေါက်လုံးဝမချနိုင်ဘူးကျွန်တော်အဲ့တော့ထူးဆန်းသွားအဆရာကြီးကျွန်တော်မစားဘူးတော့ဆိုတော့ထင်တယ်ဒါပေမဲ့ကျွန်တော်ဘိုက်ခေါက်လုံးဝမချအောင်ဆိုဆရာကဟုတ်တယ်တဲ့ကိုယ်ဆိုဘာကြောက်တော့အတ40ကျော်တဲ့သူတွေဆိုတော့ဒါအဲ့မှာဒီအစီစုတဲ့အချိန်မှာအမျိုးသားအမျိုးသမီးရောအဲ့တော့ကျွန်တော်တို့ကအစားရှောင်ခြင်းအငတ်ခံခြင်းမလုပ်ဘဲနဲ့ ကိုလက်လှုပ်ဆောင်ပုံမှန်လုပ်ချင်းကျွန်တော်တကယ်ကြီးကြောက်ဆိုရင်90ပေါ့နော်အမဆိုရင် तू အမြင်နဲ့အိမ်မှာကြမ်းတိုက်တာတို့ဝိရှော်တာတို့တွေကို तू ကလုံးဝ तू နည်းအမှန်မှန်လုပ်တာမနက်ခင်း तू အိမ်မှာအဲအမောခွန်းနဲ့လာကြမ်းမြူတိုက်တာတိုက်တာအဲ့လာကြီးလှုပ်တာကြမ်းမြင်တိုက်တယ်ပြီးတော့လေကားအမြင်ကိုစင်တက်တက်စင်းတွေကို तू ကဟိုလှုပ်တယ်ပေါ့အတက်စင်းလှုပ်တယ်ဆိုတာပစ္စည်းတွေနှစ်ခေါက်ပဲယူရမယ်ဟောတော့သုံးခေါက်ယူတယ် तू ကို तू လေ့ကျင့်ခံပေးတာပေါ့လေကားလည်းနည်းနည်းအထစ်များတော့အဲ့လိုလေကိုအနီးကိုဟန်နဲ့လေ့ကျင့်ကြရင်လည်းကျွန်တော်တို့တွေဘာပြီးတော့ကြမ်းမှာကြောင်ပဲပေါ့နော်ခန္ဓာကိုယ် အဲဘာကိုစစ်သွားရဆိုရင်တော့မဆိုးဘူး body weight ရမ်းများတာကျွန်တော်တို့ဒီတက်ကြီးတက်လက်ပိုင်းတွေအတွက် weight များလာတာမကောင်းနေဘူးเนาะဒါလေးကိုဆရာလုံးချင်းမပါဘူးကျွန်တော်ခုနလမ်းလျှောက်ပြီးရတဲ့အတွေ့အကြုံတွေဒီရေးသားပြရတဲ့အတွေ့အကြုံတွေတို့မျှော်ဝေနေဖြစ်ပါတယ်ကျေးဇူးများတင်ပါတယ်ဒီကျင်းအောင်လုံးချမ်းပါချမ်းသာစွာနဲ့မိမိရဲ့ဘဝပန်းနိုင်ကိုရှောက်လန်းနိုင်ကြပါစေကျေးဇူးများတင်ပါတယ်တန်ဆုံကြမယ်เนาะ